အဲခုနောက်ပိုင်းအဲ့လိုတွေဖြစ်တာပေါ့နော်အဓိကဘာလဲဆိုတော့ကျွန်တော်ဗမာလူမျိုးတွေကတော့ exercise လုပ်ရမယ်ဆိုတာသိနားမလဲဘူးအကျော် short stretching လုပ်တယ်ဆိုတာသိနားမလဲဘူးအဲ့တော့ကျွန်တော်အားကြောင့်ကျွန်တော်ကကြတော့ကျွန်တော်ပြောတဲ့အိဗယ်ကကျွန်တော်ရဲ့ကျွန်တော်ရဲ့ stretching ကကျွန်တော်ကတစ်ခါလေး relax ဖြစ်အောင်ဘီယာတောက်တယ်ပြီးကျွန်တော်ခါလေးကျင်ရန်လုပ်တယ်ခြောက်တွေဆွဲတယ်ဆိုရင်ဒါ stretching ပဲဒါကကျွန်တော်ရဲ့ stretching ပေါ့သူက တူတူပဲကွာသွားအရန်ကိုသွားအဲ့ခုနောက်ပိုင်းဖြစ်နေတာဂုတ်တီကြီးပေါင်းနေရိုက်လိုက်ရင်တော်တော်များများမာဆက်ပါဆန်တို့ OA တို့ Osteo တော်တော့ Arthritis တို့ပြီးရင်သွားဒီ Osteophyte တွေတို့သွားပြောမယ်ကွာ Spondylosis အဆင့်တော့မရောက်ဘူးကွာတဲ့လားအကြောတက်တာတော့အကြောတင်းတာတော့အများကြီးတွေ့ရတယ်ကျွန်တော်မြန်မာနိုင်ငံလူမျိုးတွေကအဲ့ကြောင့်မကတော့ပါရဲ့နော်ဟိုဘယ်လိုပြောမလဲကွာ ဟိုရန်ကုန်လို့ပြောတာတော့မဟုတ်ဘူးနေတာတော့မဟုတ်သူတို့ရေအကုန်လုံးကမဖြစ်လဲဆိုတော့တချို့ကြတော့တိုင်းစိမ့်လဲစမလဲမရှိတဆလဲမရှိဘောကွာအဲ့လိုလူတွေကမဖြစ်လဲဆိုတော့ဒီဒီ stretching ကိုလုပ်ပေးတာနဲ့တွေကိုသူတို့မှာဟို jimmy ကောင်းနေလေဒါလွယ်လွယ်လေးပဲဒါလွယ်လွယ်လေးပဲသူတို့သွားပြီးတော့ကွာသူက blame လို့ပြောလို့မရအောင်ကျွန်တော်ဗမာပြည်လူမျိုးတွေရဲ့ဒီကြက်မာကြီးဘူးသူက level ကတော်တော်လေးတဆင့်နေနေတာပေါ့နော်ဟိုအမှန်ပြောရင်ကွာကိုလေ့ကျင့်ရလို့လို့ရတယ်လေ့ကျင့်ရလို့ရင်တတ်တာတယ်ဒါပေမဲ့ အများစုကကျွန်တော်တို့ဆရာဝန်တွေကိုယ်တိုင်ကျွန်တော်တို့ကိုယ်တိုင်တော့မလေ့ကျင့်ရလို့ပို့ပြင်းနေတယ်ပြင်းလို့မရဘူးကျွန်တော်က exercise မလုပ်လို့မရအောင်တော့ကျွန်တော်သိတယ်ကျွန်တော်တို့ဒါပင်ပန်းနေပြီဆိုရင်ဒါကျွန်တော်တို့လူကနည်းနည်းလေးဝီးဖြစ်နေပြီဆိုတော့ဟောဒီက lunch shot လိုက်မလေ့ကျင့်ရလို့လိုက်အကျော် shot လိုက်ဒါကိုပြပြတာကွာတော်ပြောပြောကျွန်တော်ပြောရတဲ့အဓိပ္ပာယ်ကအခုဘာပဲပြောကွာကျွန်တော်တိုင်းမိမှာကအများစုကဟိုအဲ့ဒီအကျော် shot လေ့ကျင့်ခန်းတို့နော်ဒီလေ့ကျင့်ခန်းနေမလောက်ကြဘူး ဟိုအထိုင်လည်းများတယ်ပြီးတော့အထွေးများတယ်စားတော့ကလည်းအလေးတွေစားတယ်အငန်းတွေစားတယ်အစီတွေစားတယ်ကွာအဲ့တော့တင်းတောင်းနေတာပေါ့ကွာဒီလားအကျောတွေကတင်းနေအဲ့လိုမျိုးဖြစ်နေပြီးတော့အမတ် Master Spartan လို့ခေါ်တာနောက်ကျောတွေတက်ပြီးတင်းတောင်းနေတာအဲ့ဒါကြီးနဲ့ဆက်ဆက်တယ်ခုနကပိုင်းရပဲလာတာပြီးရင်ဘတ်အောင်နေနှစ်တင်းနေတယ်ဆွဲနေတယ်ဆိုဒီကန်းကျတော့နှလုံးလည်းမဟုတ်ဘူးအဆိုင်လည်းမဟုတ်ဘူးနောက်ကျောမှာကျွန်တော်ကြောက်ရမလားအသက်ကြီးကျွန်တော်ဘာမှလူမျိုးကြီးအသက်ကြီးတယ်ကျွန်တော်ဖေရောဖြစ်သေးတယ် ဂေးဂေးဂေးနဲ့ဟာလေးတက်နေပြီဆိုအဲ့တော့ဘာဖြစ်လဲဆိုနောက်ကျောထူ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 ဆိုနောက်ကျောထူအမှန်အကျောနူကမဆတ်ပါပဲနေ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 လိုက်ဂေးဆိုတတ်တာပါတယ်ဟုတ်တယ်မလားအဲ့ဒါဘာမဟုတ်လေးမဟုတ်ဘူးဒီနောက်မှာရှိနေဒီမဆယ်တွေအကျောတွေဆွဲထားတယ်စပါဆန်ကြောင့်ဖြစ်တာမဆယ်စပါဆန်ဖြစ်တဲ့ခါကျတော့အဲ့ဒါဘာမှလုပ်ရမလို့အစာရင်ကြောင့်ဖြစ်တာလည်းမဟုတ်ဂေးကလေးလေးစေးတိုက်ဆိုင်လည်းမဟုတ်ဘူးဟိုရက်စားတောက်လို့လည်းမပြောက်ဘူးအဲ့အကျောပျော့စေးတွေမဆယ်ရလန့်ဆန်လို့ခေါ်တယ်ကြိုက်ခက်ပျော့စေးတောက်လိုက်ပျောက်သွားတာသူက အဲ့လိုပဲသူကအကျောပြောင်းဈေးတွေ my role တွေမျိုးတွေ master realization ရတဲ့ဈေးတွေကကျွန်တော်တိုင်းမိမှာရောင်းမလောက်ဘူးပစ္စည်းတော်ပြတ်တယ်နောက်ဆိုတော့ဟိုလူတွေကအကျောရွှတ်မှာကိုတိတ်နားမလဲဘူးဟိုပြီးရင်မမလူမျိုးကနံပါတ်1ရေးတောင်းလဲနေတယ်နော်ပြီးရင်အသားတက်လဲမစားဘူးအသားနေတဲ့အတွက် master jaw အကျောကအားနေတာအသားတက်လဲနေတယ် protein စားတာလဲနေတယ်ကွာပြပြ protein များများစားကြက်ဥစားမှာအရင်ကြောက်တဲ့လူမျိုးကမြန်မာလူမျိုးပဲနားကိုမလဲဘူး ဘာတွေဘသူတွေပြောခဲ့လဲတော့မသိဘူးပေါ့အဲ့တော့ဟိုကျမ်းမာကြီးကောင်းတယ်မကောင်းဘူးဆိုတာကသူကလူတယောက်ရဲ့ကြည့်ရမယ်ကွာဒီလက္ခဏာကြီးမာဆယ်ဘေးနဲ့ဘယ်လောက်ရှိတယ်ဒီမာဆယ်ဒီကြက်သားတွေဘယ်လောက်ကြံနေလဲเนาะကျွန်တော်ပြောတာဒါကျွန်တော်အသိမဆော့ပြဘူးကွာဒါကြက်သားတော့နည်းနည်းကြံအောင်မယ်ကျွန်တော်လက်ဖြန်နေဆိုရင်ကြံနေတယ်ပေါ့ကွာဒါအသိမဆော့ပြဘူးပေါ့အဲ့အသားစားကွာเนาะအသားစားရေမြများတော့ exercise လုပ်เนาะအကျော့ရှော့နောက်ဆုံးဂျင်းဆော့ကြမလို့ဘူးအလေးမနိုင်တော့ကောင်းလို့အကောင်းဆုံးမဲ့အောက်ပိုင်းဆော့နိုင် နှလုံးကြံသားကောင်းတယ်လို့ကျွန်တော်ပြောတယ်လမ်းလျှောက်အချောင်ပြာလူရဲ့လမ်းလျှောက်ကျန်းမာခြင်းလမ်းလျှောက်လမ်းလျှောက်တာနဲ့ရင်းကိုယောဂတော်များများတတ်တာတယ်ဒါ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 ပြောတယ်နောက်ဆုံးကကျွန်တော်ကျန်းမာရေးဘုရားရေးပြောဘလောက်ပြောပြောနောက်ဆုံးဒီ exercise ပဲ exercise ပဲဒါနောက်ဆုံးဒီကျန်းမာရေးကလမ်းလျှောက်မှာပဲရှင်မကက်ကက်ကန်ဆာသမားလည်းနောက်ဆုံးလမ်းလျှောက်ပဲကျွန်တော်အမြဲပြောပြီးတိုင်းကန်ဆာသမားအသေးလေးလာတယ်နော်အသေးစားလို့လည်းမသေးခြင်းမလမ်းလျှောက်ချဲချဲလမ်းတန်းတောင်းလျှောက်ဒါပဲပြောကြတာဒါပဲ ောက်ဆုံး death solve ပဲနောက်ဆုံးနှစ်ချောက်ပါတော့ဒါပဲလေ့ကျင့်ရမယ်နောက်ဆုံးကလမ်းလျှောက်ရမယ်ကွာဒါပဲချွေးထွက်ရမယ်ကွာချွေးထွက်လဲဆိုတာကောင်းတယ်ဒါကြောက်ကက်ကတန့်တယ်ကြောက်ကက်ပြန်ကောင်းတယ်ချွေးမထွက်လို့မရဘူးအဲဒါချွေးဆိုအငံမယ်သွေးလက်ပတ်မှုကောင်းတယ်ပြီးရင်ခြေတလုံးကြက်သားကြီးရင်နှလုံးကောင်းတယ်ဒါတွေပဲမဆယ်တွေပဲနောက်ကျောကြက်သားတွေတင်းနေတယ်တာမကျောကြက်သားတွေညော့တင်းနေတယ်ညော့နေတယ်ဆိုတာအသားတက်နေလို့ဒါမှကျွန်တော်ဒါမှဖြေနေမှာပဲဒါအရင်မဲ့တွေ့နေရတာ ျွန်တော်ပညာကုန်မယ်ကျွန်တော်လက်သိတာကုန်မယ်เนาะဘိုက်နာတဲ့နေမကောင်းဘူးအစာအိမ်ကြီးအမှန်မြောက်နေကြီးနောက်ဆုံးကဘာမှမဟုတ်နောက်ကျောမှာတက်နေတာကြားဘူးတယ်မလားဖော်ဖိုးကြီးတွေเนาะအသက်ကျော်50 60ကျော်ကြီးဒီမှာလူမျိုးတွေဂေးဂေးလေးဆိုဆရာဝန်အောင်ဆန်းလို့မရဘူးဘိုက်ဆန်းလိုက်ဟိုးဟိုးတွေထွက်တာလေအမှန်မဟုတ်ဘူးနောက်ကျောတက်နေတာเนาะအကျော်တွေထုလိုက်ရတယ် ။နောက်အကြောင်းပေါ့ muscle relaxation လို့ရတယ်။နောက်အကျောပြောရတယ်အကျောပြောရလေ့ကျင့်ခန်းတွေလုပ်ရတယ်။ stretching တွေလုပ်တယ်။နောက်ဥမာဒီ tradition တွေကဆိုရင်ကြက်ထုပ်တွေထိုးတယ်။နောက်ဟိုမှာဖြစ်နေဆိုရင် exercise တွေပေးတယ်။အဲ့လိုမျိုးတွေအကုန်လုံးကဒါဒီ physiotherapy မှာဆိုလဲ ES တွေပေးတယ်။နောက် ultrasound တွေ wave လေးတွေထောက်တယ်။ဒါတွေကရှော့ရှော့တတ်တာနော်။ကျွန်တော်ဘာလို့အများဆုံးသိရလဲဆိုကျွန်တော်ကအစီအလက်အများဆုံးဖြစ်ခဲ့ရတာကျွန်တော်ဒီဆေးရုံဆိုင်ကတိတ်မသွားဘူးဘယ်မှလည်းမဖြစ်ဘူးကျွန်တော်ဒီဆိုင်ကမှောက်လို့ဆိုင်ကတိုက်လို့အစီအလက်ဖြစ်လို့ပဲအများစုက အဲ့အဲ့လိုအဲ့လိုဒီဖီယိုသရပီဆင်ခန်းနေရောက်တယ်เนาะအဲ့လိုမျိုးဆိုတော့ကျွန်တော်ကပိုသိတယ်ပြီးကျွန်တော်ကိုနိုင်ကလည်းဒီစပါဆိုင်နဲ့ဖွင့်လာတဲ့အတွက်ဒီနှိပ်တာရဲ့အကျိုးတွေအများကြီးရှိတယ်နောက်တဖို့ထပ်ပြောပြီးမြင်ပေါ့เนาะဒီတပတ်ကိုတစ်ခေါက်နှစ်ခေါက်လောက်နှိပ်ခံတာခန္ဓာကိုယ်သိလက်ပတ်မှုကောင်းပြီးတော့ muscle relaxment လည်းကောင်းတယ်ဒီခန္ဓာကိုယ်အသက်ရှင်ဖို့ longevity အတွက်လည်းလိုအပ်တယ်ပေါ့เนาะပြီးရင်အကောင်းဆုံးပဲစောင်းနာရတို့ဘာလို့ကျွန်တော်မန္တလေးလောက်ပူတော့မဟုတ်လဲချွေးထွက်တာပေါ့เนาะမန္တလေးမှာနေဒါပေမဲ့လည်းတောင်ကြီးလိုမျိုးမှာအေးရနေမှာချင်းမထက်ယောဂရရတယ်အဲ့တော့စောင်းနာတို့ကမြောက်ရလိုတယ် အဲကိုရန်ကုန်မှာဆိုရင်ကိုရီးယားစပါပေါ့ကွာဒီကျွန်တော်တို့ဟိုအဲ့မှာဟိုလိုပေါ့ဟိုအပူအပူအပူခန်းနေရှိတယ်ကွာတဲခန်းနေရှိတယ်မီးသွေးခန်းနေအဲ့လိုမျိုးတွေလောက်တာရှိတယ်စောင်းသားတွေရှိတယ်အဲ့လိုတွေတကယ်ကြမ်းမာကြီးကောင်းတယ်နော်